ရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့မိမိဥယျာဉ်သို့လွမ်းရိတ်ဆိုတဲ့ဝိထုတို့များစာအုပ်ထဲမှာဆ ्याम မဂျူရေးသားထားတဲ့ဘဝနေထိုင်ရေးပညာဆိုတဲ့ဝိထုတို့လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဘဝနေထိုင်ရေးပညာတစ်နှစ်တစ်ခါဆိုသလိုကျမတို့အကြောင်းဝင်ထဲမှာရေတွေပြည့်ရှံလာသောတစ်နှစ်ရှိတတ်သည်ကျမတို့ဤလူကြီးသူမတွေကအမိပေးတာလားကျမတို့အကြောင်းသားအကြောင်းသူတွေကပဲအမိပေးတာလားမသိထိုရေတက်လာသည့်အဖြစ်ကို မလို့ရေဟုခေါ်ကြသည် မလို့ရေတွေတက်လာရင် ကျမတို့ပြောကြသည်တရက်ဖြစ်ဖြစ်ចောင်းပိတ်ပေးရပြီမဟုတ်လားစာသင်ခန်းတွေထဲမှာရေတွေရောက်လာတတ်သောကြောင့်ဖြစ်ပါသည် အတန်းထဲကငွေချင်းတွေကမလို့ရေဤအရင်းမြစ်ရှိရာသို့တွားကြည့်ကြသည့်အခါကျမလည်းလိုက်ချင်သည်ဒီရေတွေဟာမြေထဲကလာတာမဟုတ်ဘူးဆယ်ကလွှတ်လိုက်တဲ့ရေတွေတဏီယာကနေရှမ်းပြည်ရွာထဲထိရောက်လာတာကျောင်းဝင်းထဲမှာခြေတလုံးမကကျမဆိုရင်တော့ဒူးစစ်ထီအောင်မြုပ်အောင် လွှဲလာတော့ရည်သည် ကျမတို့အတွက်ဆက်စုခြင်းစရာဖြစ်သည်မြောင်းမောင်ကိုကြော်ပြီးရည်တွေကစက်တန်းထဲတောင်ရောက်လာပြီးရည်တွေကိုဖွင့်နေတာပဲဟဲ့ပျော်စရာကောင်းတယ်တိလားငါတို့အိမ်ပေးပါလေလှီလျော်လို့ရတယ်ငါ့အကူကညနေကြရင်နွားစာခွက်ကြီးကိုလှီလုပ်ပြီးစီးမလို့တဲ့မတ်တဝင်းငါတို့အိမ်လိုက်ခဲ့ပါလားအာယုံထဲမှာဖွေးဖွေးလုံနေသောရေပြင်ကျဲကြီးကိုမြင်အောင်လာသည်မိုးရီတက်ရီတဖွေးဖွေးကွင်းကျဲအဝေးဝေး လဲဆောင်တဲလေးခြေတန်ရှိမိုးကုန်းအောင်မာတီကြာနီတပွင့်ဖြူတပွင့်တဲနဲ့ပနံတဲ့ကြပြားတဲကပါတဲ့တက်ရီဆိုတာမလို့ရီကိုပြောတာလားငါလဲလိုက်ချင်လိုက်တာသို့တော်မိမိကအလွန်စိတ်ပူတတ်သည်နင်ကလည်းနင့်မိကနင်မပြောရင်ဘာမှမသိဘူးနင်မပြောနဲ့ပေါ့မဖြစ်သေးပါဘူးတမိရေတက်တယ်ဆိုတာအကောင်မလောင်တွေပါပါလာတာငွေတွေပါမယ်ကင်းတွေပါမယ်တီကောင်တွေပါမယ်အကောင်လေးတွေကရေနဲ့ဒူမျောပြီးပါလာတာ နောက်ပြီးရေကရေနောက်တွေအကောင်တွေကိုတော်လုံးတိုင်ုံနဲ့မြင်ရတာမဟုတ်ဘူး။သမီးကိုကြိုက်မှဆိုရတယ်။အမေတို့ခဏခဏသတင်းတွေကြားရတယ်မဟုတ်လား။ငွေကြိုက်တာနဲ့ကင်းကြိုက်တာနဲ့ငွေကြိုက်ရင်တည်တယ်တော့မိမိပြောသည့်အန်နီယယ်တွေကိုကျမမကြောက်ပါ။လိုက်ပြီးဆိုရင်လိုက်သွားဖို့အစဉ်သင့်ပါပဲ။မတိပေမဲ့မိမိတွေးပြီးစိတ်ပူနေမှာသို့တော်အမှန်ကတော့မိမိစိတ်ပူမှဆိုရင်ပြီးညာတာစာနာတာထက်မိမိရိုက်မှာကိုပူကြောက်ခြင်းဖြစ်၏။ သို့တော့သူငယ်ချင်းတွေကိုတော့အဲ့ဒီလိုပဲပြောလို့ဖြစ်မလဲ။ကိုင်းဟာဒါဖြစ်လေနေခဲ့မလိုက်ရင်နောက်တစ်ခါဖျားပွဲသွားရင်မခေါ်တော့ဘူးဒါပဲ။ကျမတငယ်ချင်းတွေကိုမလွန်ဆန်ခြင်းမှာသူတို့စိတ်တိုင်းမကြရင်ကျမမှာဆုံးရှုံးရမည့်အခွင့်အရေးတွေကအများသာ။သို့တော့တစ်ဖက်မှာကကျမကိုထိန်းချုပ်ထားသည့်မိမိစကားတွေရှိနေသည်။ထိုချိန်မျိုးမှာတစ်ခုခုကိုဆုံးဖြတ်ဖို့အလွန်ခက်ခဲလှပါသည်။နောက်ဆုံးမှာကျမအောင်အီမျိုးတိတ်ခါညင်းဆန်လိုက်သည်။မလိုက်တော့ပါဘူးခါ။ ရေတွေကိုကျမအလိုက်ကြည့်ရသည့်အတွက်အတွေ့အကြုံတစ်ခုဆုံးရှုံးလာတဲ့တငယ်ချင်းတွေစိတ်ကုံသွားတာကကျမအတွက်ပုံပြီးတော့ခံရခက်စီပါသည်။နောက်တနေ့မှသူတို့ကျမကိုစကားမှပြောပါတော့မလား။ကျမကိုအေးမလို့ပဲသူတို့အချင်းချင်းရေးကြီးခွင်ကျဲကိစ္စတွေကိုတမင်တိုင်းမင်းဆွေးနွေးကရဲမောနေကြမလား။ကျမကသူတို့ထဲမှာမဝင်ဆန်နိုင်သည့်ဘာမှမတိလိုက်သည့်အပြင်လူတစ်ယောက်လိုဖြစ်နေမလား။ကျမစိုးရိမ်စိတ်ကူက တနေ့လုံးနေရထိုင်ရတာမကား။ ညမှာလဲစားကျက်လို့မဖြောင့်စိတ်ပူရတာပေါ့ကျမတငယ်ချင်းတိတ်များများရှိနိုင်သည့်လူသားမျိုးမဟုတ်ကျမယုံလှပါကျမအယက်ပူပါသည်ကျမမုံဘူးများများမသုံးနိုင်ပါအိုးမှားလို့များများမဟုတ်နည်းနည်းမှကိုမသုံးနိုင်တာကျမမိမိကကျမတို့ညီမတွေကို မုံဘူးအမြဲမပေးပါ နေ့လေအစာပြေစားရန်ဟုပဲကြီးလောကို စက်ကူကြော်လေးတွေလုပ်ပြီးထည့်ပေးလိုက်တတ်သည် ဒီတော့တငယ်ချင်းတွေကိုကျမနှင်ပေါင်းမှုဆွဲဆောင်နိုင်သည့်အရင်းတွေနဲ့ပါသည်တခုကံကောင်းဒီမှာကျမကတငယ်ချင်းတွေထက်စာတော်သည်အတန်းထဲမှာစာမေးရင်ကျမမရသည့်အခါကနည်းသည်စာစီစာကုန်းတို့ဘာလို့ဆိုရင်ကျမကအမှန်များသည်ဆရာတွေကကျမကိုချီးကျူးလေးရှိပါသည်တငယ်ချင်းတွေကကျမအားသင်ချာအတွက်ချင်းအင်္ဂလိပ်စာလေ့ကျင့်ခန်းလုပ်ချိန်တို့တွင်တိုင်ပင်ညှိနှိုင်းကြလေးရှိသည်ကျမ၏အကြံဉာဏ်များကိုသူတို့ခဏခဏလိုအပ်ပါသည် နောက်တစ်ခုကျမကံကောင်းဒီမှာကျမကပုံဆွဲတတ်သည်မိမလှလှပုံလေးတွေကိုဗလာစာရွက်တွင်အလွတ်ဆွဲတတ်သည်သပင်းတူသပင်းရှိစတုံးနှင့်မတ်တရန်နေသောဟန်ထိုင်နေသောဟန်လမ်းလျှောက်နေသောဟန်အလျားမှောက်ကမေးထောက်လျက်ခြေတော်ကွေးထောင်ထားသောဟန်အမျိုးမျိုးပါပဲကျမဤမိမလှပုံလေးများသည်အတန်းတွေနေသောမကအခြားအတန်းတွေထိပါကြော်ကြ၏ကျမကိုစာရွက်တွေလာပြီးကပုံရိပ်ခိုင်းသူတွေမရှာပါ အင်းဒီလိုဆိုတော့လည်းတိတ်တော့မဆိုးလာပါဒီမောက်ကိုတငယ်ချင်းတွေက စိတ်ကုန်နေလဲတည့်ရနေရပေါ့ထိုတွေးတွေကညာအရာဝင်တော့မှ ကျမကောင်းတဲ့သူ့ရောက်လာခြင်းဖြစ်သည်စိတ်သက်သာရာရရှိသောအတွေ့များဖြစ်ပါသည်နောက်တစ်နေ့ကျောင်းဝင်းနှင့်ဘောလုံးဝင်းတွေကမလိုရည်တွေကျသွားပြီသို့တော့ကျောင်းမီပြင်မှာရှုံတွေနုံတွေပြင်ကျန်လျက်လမ်းလျှောက်လို့မကောင်းအောင်ညစ်ပတ်နေသည်ပိုးဆိုးတာကကျမတို့စာသင်ခန်းတွေထဲမှာရှုံရည်တွေပြင်ကျန်လျက်စူထိုင်းထိုင်းဖြစ်နေခြင်းပါပဲ ။သို့တော့ចောင်းသားတွေကိုဆရာကအခန်းတန်ရှင်းရေလုပ်ခိုင်းပြီးစာတင်ပါသည်။မလို့ရေးသွားကြည့်ပြီးနွားစာခွက်ကိုလှေလုံးစည်းမိတငယ်ချင်းကကျမအားနည်းနည်းစိတ်ကောက်ဟန်ရှိ၏။သူကျမကိုစကားဟဟမပြောပါ။ကျမလည်းမျက်နှာပူနေတာသူ့ကိုဘလို့ချော့ရမှန်းမသိ။သို့တော့နေကင်းသမီးစားချိန်မှာကျမတို့အတန်းထဲမှအတူတူထွက်လာကဘောလုံးဝင်းကိုအတူတူဖျက်လျှောက်ကြသည်။မင်းကအကြောင်းစကားမဆက်ကြ။နေကင်းပထဝီချိန်မှာဆွေးရမိမြေပုံအကြောင်းသာ ပြောကြသည်။ ညီပုံကိုစာရွက်ချင်းထပ်ပြီးဆွဲတာမကောင်းဘူးအိမ်မှာကြည့်ရင်ရတာပဲစာမီးပွဲကြတော့ထပ်ဆွဲစရာပုံမရှိဘူးလေစာတီဖြင့်ရောက်တက်ရရလေးပြောပြကြသည်လမ်းပေါ်ရောက်မှသူနှင်းကျမလမ်းခွဲကြသည်နောက်တစ်ချိန်တငယ်ချင်းတွေလုံးလို့လိုက်လုံးရှင်စိတ်ပေါ်ပါရှိသေးသည်အရာကတော့ចောင်းတို့ထမင်းညယူခြင်းဖြစ်ပါသည်ကျမ၏အိမ်ကចောင်းနှင့်တိတ်မဝေးပါကလေးလမ်းရှောင်းလုံးနှင့်10မိနစ်စိုးရောက်ပါသည် အချို့တငယ်ချင်းတွေကအကြောင်းသူထမင်းကြံယူကြသည်သူတို့နေရာကကျမထက်ဝဝေးသည်သို့တော့သူတို့ယူလာသည့်ထမင်းကြံတွေကိုကျမမြင်သည့်အခါအတန်းထဲမှာထမင်းလက်စုံစားရသည့်ရတာကိုတွေးကြည့်ပြီးအားကြသွားသည်တယောက်ကဘဲဥကျော်ချမောင်ရွဲနဲ့ညှစ်ချင်မှွေးနေတာပဲနောက်တစ်ယောက်ကငပိကောင်ဟင်းနဲ့ခန်းဒီဒီဒီလေးတွေကိုပြုတ်ထားသည့်တို့စရာမြင်လာယုံနှင်းပင်ခက်ဆက်ဆက်လေးစားလို့ကောင်းပြီဟင်းမှန်းတည်သည်အမဲတယောက်ကတော့ဝါးစည်းပင်ပေါက်ဟင်းကြိုတဲ့ တယောက်ရင်းကိုတယောက်ကအမျှဝေစားကြလိမ့်မည်ပြောစရာကြီးဟဲငါလဲသမီးညိုင်ထုတ်ယူလာရင်ကောင်းမယ်ကျမအားကြသွားသည်နောက်တစ်နေ့ထီအောင်မဆောင်နိုင်တော့ပဲဒီကနေ့ပဲအကြောင်းစင်းလင်းချက်ချင်းအိမ်သို့ပြေးပြီးသမီးညိုင်လေးထုတ်ယူခါပြန်လာစားခြင်းစိတ်ပေါက်သွားသည်ထိုစိတ်ကိုအကောင့်ထဲပေါ်လိုက်သည်နေ့လေသမီးသားအကြောင်းမစင်းမီစားသင်ခြင်းတစ်ချိန်လွတ်နေသည့်အခါကံကောင်းလိုက်တာဟုတွေ့၏ငွေကြေးတယောက်ကိုအဖော်ခေါ်လျက်အိမ်သို့ဒုံဆိုင်ပြေးလာရသည် အင်းရောက်တော့မိမိကဟင်းရွက်တင်တော့စူပုံရွက်တွေဟုထင်သည်စူပုံကလေးဟုခေါ်သည်ကင်းမုံရွက်တချို့ကိုလည်းမြင်သည်မိမိကျွန်တော်ထမင်းကြယူခြင်းလို့ထမင်းကျက်ပြီလားထမင်းဟိုးကမိဖို့ပေါ်မှာစူပွက်နေစေကျွန်တော်စိတ်ဓာတ်ကျသွားသည်ငါသမီးနဲ့ဒီချိန်နဲ့ဘဲကျဲအောင်မလဲအမေစောစောကမှဈေးကပြန်လာရတယ်မိမိကဒီလိုပဲဈေးသွားနောက်ကျတတ်သည်အမေကြီးဟုကျမတို့ခေါ်သောကျမအဖွားကိုနည်းနည်းအိပ်ယာထပြုစုပေးရ မုံကြွေးရပြီးတော့တစ်ခါတစ်ခါဈေးဘူးပစံပြက်သွားရင်စီကိုအတော်တယောက်စီကအကျွေးယူရတတ်သည်အကျွေးဆိုတာကစောစောစီးစီးယူလို့ကောင်းလာမှာမဟုတ်ပဲဟုတ်ပါရဲ့ဓာရီကိုကျမတွေးမိဖို့အကောင်းသည်သမီးမကျက်သေးရင်ဟင်းမဲ့ထုတ်လာခဲ့ပေါ့ဟာငါတို့သမီးတွေနဲ့မျှစားမယ်အဲ့ဒီလိုတော့မဖြစ်ပါဒါဖြင့်သမီးညမ်းကြံသေးလားအမေကျမတို့အိမ်ကညစာသမီးမကုံတတ်ပါ မရှိတော့ဘူးသမီးမနေ့ကအမေစားလိုက်ပြီပြီးပါလေရော့ ကျမသည်စူပွက်နေသည့်ထမင်းအိုးကိုသာငင်းကြည့်ပြီးဘာလို့ရမှန်းမသိ။ဘာရှိသေးလဲဟုကြောင်ရင်ကိုဖွင့်ရှာသည်။ညကစားပြီးကြံသည့်ခရမ်းရင်သည်ငပိချက်ငမဲကြောက်ဖို့တမြင်နဲ့မြင်။အင်းဒါလေးတွင်နဲ့တော့မဖြစ်သေးပါဘူး။သမီးတို့ကြောင်စင်တာစောတာလား။မဟုတ်ဘူးကြောင်မစင်သေးဘူးဒီချိန်ကအားတဲ့အချိန်မို့လို့ခဏဆောင်လေထမင်းအိုးနှဲ့ရတော့မှာပဲ။ဘဲဦးလေးကြော်ပေးလိုက်မယ်။ မိမိအလုပ်ကိုရှုသွားတာကိုမသက်မသာကြည့်ရင်ကမိမိအသွေးမြေလွမ်းပါတာကိုပါစိတ်ဆင်းရဲသွားသည်ကျမမိမိကဟန်ရီပန်တွေမလုံးတဲ့မဝါကြွားတဲ့အိမ်လေးအဝတ်ကိုဖြူစင်ပြီးကြီးမရှိနေပြီးရောရှော်ပန်များတို့ပါနေသည့်အနွမ်းနှင်လဲနေသည်အထက်စင်ကုန်းလုံးထွေးပြီးခါမှလိမ့်ညက်ထားသဖြင့်ဝမ်းပိုက်နေရာမှာပွာရောင်ရောင်ကြီးဖြစ်ရှင်ရာဖြစ်နေတတ်သည်တငယ်ချင်းတွေအိမ်ကိုလိုက်သွားသည့်အခါတချို့အမေတွေကစတိုင်ကြကြတည်တည်တတ်တတ်ဝန်းစားထားတာမြင်ရသည် ထိုခါမျိုးတွေမိမိကိုကျမအားမရမိမိကဘာဖြစ်လို့အဝိဇ္ဇာကိုတည်တည်တတ်တတ်မဝိတတ်ရတာလဲတငယ်ချင်းတွေကကျမအမေကိုအထင်ကြီးစေခြင်းစိတ်ကပုံများသလားမိမိကိုစတန်ကြကြကိုယ်တိုင်မြင်ခြင်းစိတ်ကပုံများသလားကျမမသိပါတငယ်ချင်းတွေဤအိမ်မှာထမင်းဟင်းစောစောကျက်ပြီးကျမအိမ်ကထမင်းဟင်းနောက်ကျမှကျက်တာကိုလည်းစိတ်ထဲမှာအားမရတကယ်တော့သူတို့အမေတွေမှာကူမိသူတွေရှိပြီးမိမိမှာကူမိသူမရှိရသည်ထဲ လူမမာပြုစုလာရောသားရီသမီးတွေចောင်းသွားကန်ဒီပြုစုပြင်ဆင်ပေးရလာရောဇေးသွားရလာရောတစ်ခါတစ်ခါသုံးစရာကြီးကုန်းနေတဲ့ဖြစ်ခလန်းလန်းရေတွင်းတို့ရေသွားခတ်ယူသိမ်းယူရလာရောမိမိအလုပ်ကြီးပါပဲလေလေတမင်းစားចောင်းစင်းမီချက်ရပြုတ်ရတာလဲမိမိပဲမိမိမှာပင်မန်းလိုက်တာအဲ့ဒီနေ့ကကျမထမင်းကြယူခြင်းဒီဆို၍ရာရာခတ်လှုံရှားနေတော့မိမိကိုကြည်ကကျမနောင်တတော်ရခဲ့သည် အဲ့ဒီနေ့ကကျမပထမဆုံးချိန်နဲ့နောက်ဆုံးချိန်ထမင်းညယူခြင်းဖြစ်ခဲ့ပါသည်။ထမင်းညယူလို့တငယ်ချင်းတွေနဲ့ဒူးစားရလို့ပျော်ရွှင်ရမှာနဲ့ထမင်းချိန်ကြီးမကျက်လို့စိတ်ညစ်ရတာမိမိစိတ်ရှုံးလို့ကျမစိတ်မကောင်းဖြစ်ရတာဘယ်ဟာကပုံများတလဲဟုကလေးတွေးဖြင့်တွေးပြီးချိန်ဆမှုခဲ့လို့လားမသိပါ။တကယ်တော့ကျမတို့အိမ်မှာညညဆိုရင်အိမ်ရှိမှာခြံဝင်းကွက်လက်အကျယ်ကြီးကုပ္ပိကအကြီးကြီး ထို့ကိုပြစ်ပေါ်မှာကျမတို့ညီမတွေဟိုဘက်အိမ်ဒီဘက်အိမ်ကအိမ်ကြီးချင်းကစားပေါ်တွေနဲ့အတူထမင်းလက်စုံဝိုင်းခွက်ခဏခဏစားနေကြပါညနေထမင်းစားချိန်မှာကျမတို့ကစားတာတွေကတော်တော်နှင်းအရှိမသီးထို့ကြောင့်ထမင်းစားချိန်တွင်သူတို့အမေတွေအတော်တွေကထမင်းပကံလေးတွေဖြင့်ကျမတို့အိမ်ထိလာပြီးထမင်းကျွေးရသည့်အဖြစ်မှစားခဲ့သောအကျင့်ဖြစ်ပါသည်ညနေတွင်မှအိမ်ကြီးတွင်ထမင်းလူစားရတာမလုံလောက်သေးဘူးလား ဒါကအသက်ရွယ်တော်တော်ရမှပြန်လွှင့်ကြည့်မိသည့်အတွေ့ဖြစ်သည်။ကိုလုံးကတော့အဲ့ဒီလိုဘယ်တွေးမိပါမလဲ။အများနဲ့မတူအောင်အတူယူလို့စိတ်ကများနေခဲ့ပါလိမ့်မည်။မိမိပတ်ဝန်းကျင်ရှိအဖော်များနဲ့မတူဘဲမူကွဲနေတာကိုကျမငငယ်တုန်းကမနှစ်သက်ပါ။အများနဲ့တူအောင်နီးစပ်အောင်ညှိကြည့်လို့စိတ်တွေရှိခဲ့သည်။အများကြီးတန်ဖိုးကိုကိုတန်ဖိုးဖြစ်ထတ်တူညီချင်းစိတ်တွေရှိခဲ့သည်။တငယ်ချင်းကထမင်းဝိလင်ဝိချင်တာ။တငယ်ချင်းကထမင်းထုတ်လင်းထုတ်ချင်တာ။ တငယ်ချင်းကမူစားကြောင်းစင်းချိန်မုံဝယ်စားနေကိုပါစားကျင်တာတငယ်ချင်းကဖျားပွဲစည်းလျှောက်နေကိုပါလျှောက်ကျင်တာအဲ့ဒီစိတ်တွေကတဖြည်းဖြည်းမှပျောက်ကွယ်သွားသည် ထိုစိတ်ကိုပျောက်ကွယ်သွားအောင်ဘယ်အရာက ပြောင်းလဲပေးလိုက်သလဲအခုမှကျမပြန်စဉ်းစားကြည့်မိသည်ကျမမိမိကပဲဖြစ်မှာပါမိမိက ကျမစာချက်ချိန်တွင်ဘေးမှအမြဲတမ်းစောင့်ပေးတတ်သည်ကျမစာချက်ရတာညီးဝေ့ပြီးပြင်းလာနေစကားစားရှာပြီးစကားပြောပေးတတ်သည် မိမိပြောခဲ့သောစကားတွေကအများကြီးပါပဲမူလာလန်းចောင်းသူကလေးတယောက်အတွက်စိတ်ဝင်စားစရာ အမှတ်မထင်အသင်ယူစရာတွေဖြစ်ပါသည်မိမိခဏခဏပြောလေးရှိသည့်စကားပုံတွေမှာပညာရွှေဦးလူမခိုးနှင့် အလိမ်မာစာမာရှိတဲ့ထိုစကားပုံများကို ဥပမာတွေနှင့်ရှင်းပြပေးသည်အမေကသမီးတို့မမွေးခင်ရေနံရောက်မှအိမ်ဆိုင်ဖွင့်ထားတယ်အမေအိမ်ဆိုင်လေးကတော်တော်ကိုရောင်းရတယ်သမီးအမဆိုရင်ဘရက်တွေဆွဲကြိုးနေနဲ့လက်ကောက်တွေက ဟောဒီအထိပဲ ဒါပေမဲ့အဲ့ဓာရီကကြာရှည်မခံဘူးအကုန်ရောင်းလိုက်ရတော့တယ်ညီတို့ဖေးရေနံမြေလုံးတော့အရင်ထည့်လိုက်ရတာပြည်သူပိုင်းတိန်းတော့အကုန်ကုန်တာပဲပစ္စည်းဥစ္စာဆိုတာအချိန်မီပစ္စည်းဆုံးရှုံးတာမျိုးပညာဆိုတာတမိအုံနောက်ထဲမှာရှိတာပညာဟာတမိတေမှပဲတည်တာတမိမတည်မချင်းအဲ့ဒီပညာနဲ့အတိဉဏ်ကတမိကိုအမြဲအရေးရှိပြနေအောင်လုပ်ပြီးမှကိုမှရှိတဲ့ပညာကိုလိုချင်နေဆိုပြီးသူများကခိုးယူလို့မရဘူး မိမိပြောတော့ကျမကကလေးတွေးဖြင့်ဟင်စာမေးပွဲမှာကျမစီကခူးချခြင်းရတာပဲဟုဆိုရကတမိသေးသည်ဟုမှတ်မိသည်အဲ့ဒါကသူ့အခွင့်အရာတော့ဆရာမမိတော့တမိနာမှာသူဖြေခွင့်ရတော့အဲ့ဒီတပုတ်စာပဲခူးလို့ရမှာပေါ့တမိကောင်းထဲမှာရှိသမျှစာတွေအတွေးခေါ်တွေဘူးသူဒ္ဒတွေကိုဘယ်ခူးလို့ရမလဲမိမိကစိတ်ရှည်လက်ရှည်ရှင်းပြသည်ပညာကိုသူများကဖြည့်ဆည်းပြလို့လည်းမရဘူးစည်းစိမ်ချမ်းသာဆိုတာအကြောင်းမျိုးမျိုးနဲ့ပြည့်စည်တတ်တယ် မီးလောင်မယ်ညီကြီးမယ်စစ်ဖြစ်မယ်ပြည်သူပိုင်သိမ့်မယ်ဓမြတိုင်မယ်ကျမတို့အိမ်မှာကျမလူမဖြစ်မီကမီးတဲ့သူပါသွားဘူးဒီရှိသမျှအစည်းစိမ်ချမ်းသာကုန်ရော့တဲ့သူများမီးတဲ့ရင်မီးသောဒံအိုးဒံခွဲအိယာဆောင်ကောင်းတွေနဲ့ခဏရက်ဒီနေခဲ့ရသည်ဟုပြောပါသည်ပညာဆိုရင်မီးလောင်ပျက်စီးတယ်လို့ပဲရှိမလဲသမီးရဲ့ထို့နောက်ကျမကိုမိမိကအကြောင်းစာမဟုတ်သောဝိတ္ထုဖတ်ခိုင်းသည်မိမာရေးချရှိဖို့ညင်ကြေးဖို့တဲ့ မိမိပြောမှုကြံသွားသည်မှာပတ်ဝန်းကျင်ပြားကိုလွန်ဆန်နိုင်သည့်ခွန်အားရှိဖို့ဟူသောအချက်ပါပဲကလေးတယောက်ရဲ့ပတ်ဝန်းကျင်ဆိုတာကိုစတင်တွေ့ကြုံရသောချိန်သည်ကြောင်းနေချိန်ဖြစ်သည်ကျောင်းသားဘဝမှာအတန်းတူတငယ်ချင်းတွေဤဆွဲဆောင်မှုတိုက်တွန်းမှုဖိအားပေးမှုတို့ကိုအမျိုးမျိုးကြုံရတတ်သည်အဲဒါကိုဟိုတုန်းကလေးကကျမအနှင်းငယ်တော့သဘောပေါက်ခဲ့ပါရဲ့လူဆန်ရမည်ဆွေရများကိုကိုနီကိုဟန်ဖြင့်လူဆန်နိုင်ခဲ့ပါရဲ့ အမေကိုလွှဲချသည့်ခါလွှဲချအကြောင်းပြချက်လှလှတွေပေးသည့်ခါပေးဖို့သို့တော်ဒါကိုစနစ်ကြကြမစင်ကျင်တဲ့မလိလာတဲ့အသက်ရွယ်ရလာပြီးပတ်ဝန်းကျင်မှာအတားအဆီးတွေလွှမ်းမိုးမှုတွေခံရတော့မှ နောက်ပြီးဘဝနေနည်းဆိုတာကိုစနစ်ကြကြလိလာပြုစုထားသည့်စိတ်ပညာရှင်တွေနဲ့လူမှုပညာရှင်တွေဤစာတွေကို ပြန်လိလာတော့မှဒါက life skill ပဲဟုစင်ကျင်မိသည်ဒီမှာအကျုံးခရရာတွေက peer pressure တွေပါပဲ။ ခုခေတ်ဖီအားတွေက ကျမငငယ်ကားတဲ့ဆိုသည်ကျမမိတ်ဆွေက ရေမောပြောပြသည်မှာတခါကသမီးကြောင်းစင်ငိန်တွင်အင်္ဂါကအစင်မပြေသဖြင့်ကားကိုထားခဲ့ကအငှားကားဖြင့်သွားကြတော့သမီးဖြစ်သူကတူတူလေးဆိုတဲ့ဖေဖေကလည်းအငှားကားကြီးနဲ့လာကြရသလားအောက်လိုက်တာတဲ့ရွေးလူတငယ်ချင်းလုပ်ငန်းရှင်တွေကကားမောင်းနေကိုကလည်းမောင်းနိုင်မှတငယ်ချင်းမတွေကအဲ့ခံပွဲသို့အစဉ်တစဉ်သာဝင်လာရင်းကိုကလည်းဝင်နိုင်မှ သူငယ်တန်းကစပြီးအတန်းသူငယ်ချင်းအုပ်စုသူလူတွေဤဖီးယားကအသက်သေးသည့်အထိပြီးဆုံးမှာမဟုတ်ကြောက်တင်မုံကြောက်တန်းခဲတန်းစာအုပ်မုံဘိုးကွန်မာဘူးအင်ဂျီအဝဲစားကစားခဲ့သည့်အုပ်စုလူသူတွေဤဖီးယားပေါ့ရှင်ကြည်ပြီးအားကြမည်ဆိုရင်အားကြစရာကြီးဖြစ်သည်တဖြည်းဖြည်းအရွယ်ကြီးလာလေလေပတ်ဝန်းကျင်ညှူဆွေဖျားယောင်းမှုတွေကအားကောင်းလာလေလေဖြစ်သည်ဘဝနေထိုင်မှုဟူသာမတက်ခဲလေလေတိန်တိုင်းပါသည့်ပေပြားပင်လိုဖြစ်တော်မှာပေါ့ သူများတိုက်တွန်းလို့လိုက်လို့သူကတမျိုးဒုက္ခရောက်မည်အပျော်ပါလိုက်စားသည့်ကိစ္စကိုအသာထားလိုက်အောင်ဒီလိုသာလိုက်လို့နေရလေကိုပိုင်တွေးကိုပိုင်စင်ငင်ညာကဘယ်မှာတုံးတော့မှာလဲလိုက်လို့နိုင်သည့်အခါစိတ်တကြသူကကြမည်အရွယ်တိုက်သူက တိုက်မည်မဖြစ်ဖြစ်သည့်နည်းနဲ့တူအောင်ကြိုးစားမည်ဆိုပါကအကျင့်ပြည့်သူတွေတီလာပြည့်ဝင်းသူတွေများရတော်မည်ဖီအားကိုလုံဆန်းဖို့နီလန်းမှန်မှန်မသိသေးသည့်အရွယ်အတွက်ကလေးပန်ဝန်းကျင်ရှိလူကြီးတွေကတင်ပြပေးကြရသည် ကလေးသည်ဖီးယားတစ်ခုကိုနုံမြောက်နိုင်လင်းနောက်တစ်ခုတွဲအားတင်းဖို့အစဉ်သင့်ဖြစ်နေလိမ့်မည်ဖီးအားကိုလွန်ဆန်တတ်ဖို့ဆိုရင်ကလေးမှာကိုယ်ပိုင်ဖန်တီးတွေး creative thinking နှင့်ဝေဖန်ဉာဏ် critical thinking ရှိဖို့လိုပါသည်ဖန်တီးစိတ်ကူးနှင့်ဝေဖန်ဉာဏ်ကိုကလေးငယ်ရှာဖွေတွေးရှိရန်အားပေးနိုင်သူကလည်းငယ်စဉ်တုန်းမှာတော့မိပါပါပဲဒါကြောင့်လဲဟိုတုန်းကစကပုံတစ်ခုကအခုထိခေတ်ကုန်မသွားတာပေါ့လက်ဦးစရာမိထိုက်စွာပုတ်ပါစရိယာမိနှင်ဖာတဲ့ မိမိကိုအမေဖြစ်ရခဲ့သောကြောင့်ကျမကသူများထက်ပိုကံကောင်းသည်ဟုကျေနပ်မိပါသည်ဂျူဟုတ်ကဲ့ပါရှင်ဘဝနေထိုင်သည့်ပညာဝတ္ထုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်